အမေရိကန်နိုင်ငံက smile အိမ်ထပ်ပိုးပြီးကြီးကျယ်ခံလာတဲ့ဆိုင်အင်ကိုချပြလိုက်တဲ့နန္ဒာလိုင်းတို့စနီမောင်နှံမြန်မာနိုင်ငံကမြို့ပညာရှင်တွေရဲ့အိမ်တွေထက်တောင်တာလွန်ယုံသားမကအမေရိကန်နိုင်ငံက smile ရဲ့အိမ်ထပ်ခံလာတဲ့ဆိုင်အင်ကြီးကိုတီးဆောက်မယ်လို့ကြွားလုံးထုတ်လိုက်တာကတော့တထေးကြီးဦးစီတီဟာနဲ့နန္ဒာလိုင်းတို့စနီမောင်နှံမှာဒါကြောင့်လေအားလုံးကအားအသင့်ကြရပါတယ် အားလုံးသိတဲ့အတိုင်းမြန်မာနိုင်ငံမှာမထင်မရှားသရုပ်ဆောင်တူဖြစ်ခဲ့ဘူးသူ Smile ဟာအမေရိကန်နိုင်ငံမှာတော့တကယ့်ကိုထိတ်တန့်ဒိတ်ဒိတ်ကျဲတထင်းမှကြီးတူဖြစ်နေတာပါ Smile ဟာအမေရိကန်နိုင်ငံမှာဘာစီးပွားရေးလုပ်ငန်းတွေလုပ်မှန်းမသိအောင်ချမ်းသာကျွယ်ဝနေတာဖြစ်ကတကယ်ကိုချမ်းသာကျွယ်ဝကစီးစိမ်ချမ်းသာကျွယ်ဝနေတဲ့ဘဝကိုပိုင်ဆိုင်ထားတာပါ စမိုင်းဟာပါစားစားစားတောင်းမှာရွှေစစ်ထက်ကစားပြနေရှိတယ်လို့ပြီးခဲ့တဲ့လပိုင်းတော့ကလည်းမြမတနိုင်ငံလုံးကိုတောင်းဝယ်လို့ရတယ်ဘဏ်ကနဲ့ငွေအမောက်ကိုပိုင်ဆိုင်ထားကြောင်းကြွားလုံးထုတ်ခဲ့သူပါမိုင်းဟာတာနေမကပါဘူးအမေရိကန်နိုင်ငံ Los Angeles မြို့မှာ အမေရိကန်ဒေါ်လာ18တန်းတန်စင်ကြီးကိုပိုင်ဆိုင်ထားကနေထိုင်နေတာပါတထေးမကြီးစမိုင်းနေထိုင်တဲ့အိမ်ကြီးဟာဆိုရင်တကယ်ကိုကြီးကျယ်ခမ်းနားကပန်းချံတွေရေကန်တွေနဲ့တကယ်ကိုနန်းတော်ကြီးအလားဖြစ်နေတာဖြစ်ပါတယ် ဒီလိုမျိုးစမရဲ့နေရင်ကိုကပကြောဆိုရော်ရင်းရုပ်ရှင်မင်းသမီးမင်းသားတွေတော့လိုက်မမီနိုင်ပါဘူး။ဒါပေမဲ့လည်းဒီလိုမျိုးစမရဲ့အိမ်ထံချမ်းသာကြွယ်ဝကကြီးကျယ်ခမ်းနားတဲ့ဆိုင်ကြီးကိုတည်ဆောက်နေတာကတယုံဆောင်မင်းသမီးနန္ဒာလိုင်းနဲ့တထေတီဇေတီဟာတို့ဇနီးမောင်နှံမောင်တထေးကြီးစေတီဟာနဲ့နန္ဒာလိုင်းတို့ဇနီးမောင်နှံဟာသမီးလေးတွေနိုင်ငံခြားမသွားခင်အေးချမ်းစွာနေနိုင်မှုအတွက်ဇက်ဗီလာလို့ခေါ်တဲ့အပန်းဖြေဆိုင်တော်ကြီးကိုတည်ဆောက်နေတာပါ တရုတ်ဆောင်မင်းသမီးနန်တာလိုင်းနဲ့တတိတိစေတီဟာတို့ဇနီးမောင်နှံကိုတည်ငြိမ်အေးချမ်းပြီးချစ်ချင်းမြတ်တာတွေဖြစ်နေတဲ့ဇနီးမောင်နှံအဖြစ်သတ်မှတ်ထားကြပါတယ်။အလုံးလင်းတည်ထားတဲ့အချိန်မင်းသမီးကြီးနန်တာလိုင်းဟာတခက်တစ်ချိန်မှာမြန်မာနိုင်ငံရဲ့ထိတ်တန့်ရုပ်ရှင်နဲ့ဗီဒီယိုတရုတ်ဆောင်မင်းသမီးတစ်လက်ဖြစ်ခဲ့တာပါ။ နန္ဒလိုင်ရွေးချယ်ခဲ့တဲ့အိမ်အောင်ဘက်ကလည်းမြန်မာနိုင်ငံရဲ့ထိတ်တန်း top 3တထေးစီးရင်ဝင်ဈေးကပောင်ဦးခင်ရွှေရဲ့အမွေဆက်ခံသူတောင်းဈေးတရားကိုလက်ထပ်ခဲ့တာဖြစ်ပါတယ်။နန္ဒလာဟာဒီလိုမြန်မာနိုင်ငံရဲ့ထိတ်တန်းချမ်းသာဆုံးတထေးတီကိုလက်ထပ်ကအမှုပညာလောကကိုလုံးဝပြန်မလာတော့ပဲအမျိုးသမီးကောင်းတွေလုံဆောင်ရမယ်အိမ်အောင်ရှင်မတာဝန်ကိုအပြည့်အဝယူခဲ့တာပါ။ ဒါပေမဲ့လည်းနန္နာလိုင်းကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်ချမ်းသာဆုံးတတိယကတော်ဖြစ်နေပြီးမြန်မာရဲ့ချမ်းသာကြွယ်ဝမှုဂုဏ်တွေကိုဖော်ထုတ်တာကျောင်းဝါရာမျိုးမရှိပဲတည်ငြိမ်အေးချမ်းစွာနေနေတာပါ။ဒါပြင်သမင်းလေး၃ယောက်ကိုလည်းနေမရေးကြရှင်အောင်တုံတဲဆုံးမနိုင်ကြတာလည်းဖြစ်ပါတယ်။အခုအခါမှာလည်းတတိယကြီးစီတီဟာကသမင်းလေးတွေနိုင်ငံသားကိုကြောင်းတက်ဖို့မတော်ခင်မှာနေထိုင်မှုနန်းတော်ကြီးတို့များကြီးကျယ်ခန်းနာလာတဲ့ဆက်ဗီလာကိုတိစောက်နေကြောင်းပြည်သက်တွေကိုသိပေးလာတာဖြစ်ပါတယ်။ ဒါပြင်ဦးစီတီဟာဟာတမီလီ၃ယောက်နဲ့အတူသူတို့မိသားစုနေထိုင်မှုဇက်ဗင်လာကွန်ပေါင်းရဲ့ခန်းသားထဲဝါမှုနမူနာပုံစံတွေကိုအင်တာနက်မှာမျှဝေလာခဲ့တာပါ။နန်းနာလိုင်းတို့တမီးလေးတွေနေထိုင်မယ်ဇက်ဗင်လာဟာနန်းတော်ကြီးတမျှခန်းသားတလူတစ်ပင်ပန်းမှန်နေနဲ့တကယ်ကိုအေးချမ်းတာယာပွဲဖြစ်နေတာပါ။ဒါပြင်ရေကူးကန်နေစမ်းချောင်းလေးတွေနဲ့အတူစမ်းချောင်းလေးကိုဖြတ်တန်းတိဆောက်ထားတဲ့တံတားလေးတွေလည်းပါဝင်มาသေးတယ်။ ဒါကြောင့်လေတချို့ပြည်သက်တွေကတော့နန်းနာလိုင်းတို့တိဆောင်နေတဲ့ဇက်ဗင်လာဟောင်းစမိုင်းရဲ့အိမ်ထက်တောင်ခန်းနာတယ်လို့ဆိုကြတာပါ။ဒါကနေသားသမီးတွေအပေါ်မှာထားတဲ့မိဘရဲ့စေတနာလို့ဆိုရမှာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောနန်းနာလိုင်းတို့တိဆောင်နေတဲ့ဇက်ဗင်လာကြီးကိုဘယ်လိုမြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်။